ရင်ပြည်နယ်မြောက်ပိုင်းမြို့တောင်ပိုင်းရှိ၄ကီကောမြို့တင်နဲ့ဖြူဟာချပြည်ရေးပါတဲ့ဆွေတော်ကုန်းတို့ကိုစစ်ကော်မရှင်တပ်ကပြီးခဲ့တဲ့စက်တင်ဘာ20ရက်နေ့ကစပြီးအင်အားလုံးရင်းနဲ့ထိုးစစ်ဆင်နေတာဒီနေ့ဆိုရင်6ရက်မြောက်လာပါပြီစစ်ကော်မရှင်တပ်ဟာလေကြောင်းနဲ့လက်နက်ကြီးပစ်ကူပြေးဝါရရှိနေပေမဲ့ရှီတန်းစစ်ကြောင်းကတော့အကြဆုံးများနေပြီးရှီဆက်မတိုးနိုင်ပဲရက်တက်နေတယ်လို့မြေပြင်စီးရေးသတင်းရင်းမြစ်တွေစီကသိရပါဗါဒါကြောင့်ဆေဆူလောက်ခံကင်းနေချဆောင်တက် BGF ကို ခရင်မျိုးသားတက်ကီယန်အင်တွေကလက်နက်ကြီးတွေနဲ့ကူတိုက်ပေးနေရတယ်လို့အဲ့ဒီစစ်မြေပြင်မှာရှိနေတဲ့ရဲဘော်တအူးကအမ်ဘီကိုပြောပါတယ်။ဟုတ်ဟုတ်ပြီးတော့နောက်ပြီးတော့လေအဲဒီကောင်နေဟောတော့ဒီရဲစကန်းနေတကယ်ပြီးစကန်းနေရနေပြီးတော့သူတို့သူတို့နဲ့တော့ညီတို့တော့ပြစ်လို့မမီဘူးဒါပေမဲ့အဲ့လိုတနတ်တွေအဲ့လိုဝိုင်းဖောက်ကြီးဝိုင်းဖောက်ပေးတာလို့ပြောမှာ ိုင်းမျိုးပြပြတာတို့အဲ့လိုလုပ်ပြီးမနေ့ကဆိုတောက်လျှောက်ပါသူတို့ဘက်ကလေရင်ရောပြီးကာမီကာဆယ်ဆူဆိုက်တုံးနေရောအကုန်အကုန်ပါတယ်နော်ဟိုတည်းကပြင်ပြီးကြီးရဲ့ဂုံးတွေလည်းလက်နေကြီးပြစ်ပူပေးတယ်နှစ်ခုကဘက်ကလည်းလက်နေကြီးပြစ်ပူပေးတယ်ဒီလိုရှင်အတွဲလိုက်မြိုင်းနေလဲဒီနေ့လဲဒီနေ့လဲထထုံနေတော့မယ်နော်နော် ပြီးခဲ့တဲ့စက်တင်ဘာ22ရက်နေ့မှာမြောက်ရီအခြေစိုက်ချင်းရင်တက်ရင်ခလာယာမတ်2.5ကနေ၄ကီလိုမျိုးတဲကိုလက်နက်ကြီးနဲ့ဆက်မပြတ်ပစ်ခဲ့တာနဲ့တပိုင်နဲ့ဆိုသလိုမြေပြင်ကနေလည်းစစ်ကြောင်းထိုးလာချိန်မှာပဲ BGF KNAD ကကုတိုက်ပေးခဲ့တာလို့ MBA ရဲ့မြေပြင်ရဲဘော်ကပြောပါတယ်။ကီယင်မျိုးသားစီယုံ KNU တင်းယူထားတဲ့၄ကီလိုမျိုးတက်ကိုပြန်လည်တင်းယူနိုင်မှုစစ်ကော်မရှင်တပ်ဟာမြောက်ရီမျိုးခြေစိုက်ခလာယာ2.5တက်ရင်ကနေတဆင့်မြစ်တလင်းမြိုင်ဘက်ကို ရာနေချီရဲ့အင်အားတပ်တွေကိုပို့ဆောင်စုဖွဲ့ခဲ့ပြီးလေးကိတ်ကော်မျိုးနဲ့နီးပဝင်းချင်းတွေကိုလေးချောင်းလက်နက်ကြီးတရုံတွေနဲ့တိုက်ခိုက်လာတာလို့သိရပါတယ်။လက်ရှိလေးကိတ်ကော်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့တလိုက်စိုးလိုက်ဖြစ်နေတဲ့စီးရဲအခြေအနေမလို့တိတ်ဆိတ်ဝင်စားစရာမရှိဘူးလို့စီးရဲကိတ်ကက်စီဂျန်ဘူကြီးစင်ရောကမှတ်ချက်ပေးပါတယ်။အဲဟုတ်ကဲ့လေးကိတ်ကော်ကတော့ပြန်ဆုတ်ရတယ်တော့ပြောနေတယ်။ဆရာရဲ့အမှန်တမ်းပြောတာအဲ့ဘက်ကတိတ်ကိုပဲဟိမရှိတော့ပါဘူး။ဘာလို့လဲဆိုတော့ စုပ်လိုက် တက်လိုက်နဲ့ပဲပေါ့နော်စုပ်လိုက်တက်လိုက်များနေတယ်စစ်သားဘက်ကတည်တာတော့ကိစ္စမရှိပါဘူးနော်ကိုယ့်ဘက်ကတည်ရတာတွေကနှမျောလို့ပေါ့နော်နှမျောတယ်အဲအဲ့လိုမျိုးပဲပြောရမှာပေါ့တပည့်ဝင်နေတဲ့စစ်ကောင်မရှင်တပ်သားတွေဟာအသည့်စိတ်ကင်းမနေလို့တက်ခိုက်နေကြပြီးအကြဆုံးများလာတဲ့အခါနောက်ဆုံးစစ်ကူအင်အားဖြစ်တင်ပြီးနောက်အရှိန်ပြန်ယူပြီးပြန်လည်တိုးစစ်စစ်တဲ့ပုံကိုအသုံးပြုနေတယ်လို့စီအေကဲခတ်တွေကပြောပါတယ်တိုက်ဝဲပြင်းထန်မှုကြောင့်စစ်ကောင်စီဘက်ကထိခိုက်တံရရသူနဲ့တိုက်ဆုံသူအလုံးများပြားနေပြီး မြောက်ဒီမျိုးစေးုံမှာဒဟန်ရတတားတွေနဲ့ပြည့်နေနေတယ်လို့အဲ့ဒီကြောင့်သိရှိထားတဲ့မြို့ကန်မြို့သူမိတူကပြောပါတယ်ဒီကိကောင်မှာတက်ခတ်နေတဲ့စစ်ကြောင်းတွင်တက်မှ20နဲ့55လို့ပါဝင်ပြီးအင်အား9ထပ်မင်းစစ်ကြောင်းထိုးလာနေတာဖြစ်တယ်လို့သိရပါဗျ။မြောက်ဒီမြို့တောင်ဘက်လီကိကောင်မြို့တစ်ဘက်ကိုမြေပြင်စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်ကို ခရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL မဟာမိတ်ပူပေါင်းတပ်တွေကပဟိကလော်ရွာနဲ့ထီမဲဝါခီကျေးရွာဘက်မှာဟန်တာတိုက်ခဲ့ခဲ့ရာ အကြရှုံများပြီးတော်လိုင်းရေးတပ်တွေနဲ့အပြန်အလှန်ပစ်ခတ်မှုတွေဒီနေ့ထိဆက်ရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်မရှင်တပ်ရဲ့လေကိကောထိုးစစ်ကြောင်းလေကိကောမျိုးပါဝင်မဲဝါခီဖလူပဟိကလော်စားတဲ့ကျေးရွာတွေကဒေသခံတွေဟာထပ်ပြီးတင်းရှောင်နေရပြီးစစ်ပေးရှောင်ပြည်သူတွေကနေထိုင်ဖို့အမိုးကစားနေရိတ်ခါတောက်ရည်တန့် စေဝါစာရီလိုအပ်နေတယ်လို့ကုညီဆောင်ရပေးနေသူတွေစီကသိရပါတယ်၄ကီလိုမြို့တစ်ကိုပြီးခဲ့တဲ့2024ခုနှစ်အော်တိုဘာလအတွင်းက KNL PDF ဘူပေါင်းတပ်ဖွဲ့တွေကတက်ခတ်သိမ်းပိုင်နိုင်ခဲ့ပြီးတနင်္လာနေ့ကြာမြင့်ချိန်မှာတော့မြို့ကိုပြန်လည်တည်ယူနိုင်ဖို့စစ်ကော်မရှင်တပ်ကထိုးစစ်ဆင်တက်ခတ်လာတာဖြစ်ပါတယ်အဲ့ဒီကလက်နက်ကြီးပစ်တံတွေဟာအင်းဂျင်ထိုင်းနိုင်ငံမဲဆောက်ထဲကနေအချိန်မီထင်းထင်းရှားရှားတည်နေရပြီးထိုင်းအမြန်မာတွေပါဝင်ထိုင်းနိုင်ငံသားတွေလည်းထိန်းနှံနေကြပါတယ်